နယူကာဆယ်အသင်းကိုနိုင်ရခဲ့တဲ့ပွဲစဉ်မှာကြောင်ကြိုက်ဆုံးကစားသမား၃ယောက်ပုံမှန်ဆိုလို့ရှိရင်တော့ကျွန်တော်ကအကြိုက်ဆုံးကစားသမားကို၄ယောက်၅ယောက်ထိရွေးလေးရှိတယ်။ဒါပေမဲ့ဒီပွဲစဉ်မှာတော့ performance ထွက်တဲ့အပိုင်းရောရင်းနဲ့ရောက်တဲ့အပိုင်းရောကစားသမားတွေကိုကျွန်တော်အများကြီးမတွေ့မိဘူး။ဒါပေမဲ့ကျွန်တော်ယူထားတဲ့ဒီ၃ယောက်ကလည်း အဲ့ဒီပွဲစဉ်တွေမှာထင်ကနေလက်ခနဲ့ခြေစွမ်းပြတဲ့ player တွေဖြစ်တာဖြစ်တဲ့အတွက်ကြောင်းညီကူနဲ့အချိုက်ချင်းတူမယ်ထင်တယ်။ဒီ၃ယောက်ကတော့ကျွန်တော်စိတ်ကြိုက်ရွေးထားဖြစ်တဲ့အတွက်မပါသွားတဲ့ player များရှိရင်ကိုယ့်မမှာဝင်ရောက်ရေးသားလို့ရပါတယ်။ကဲနံပါတ်3မှာရှိတဲ့ player နဲ့စလိုက်အောင်။ကျွန်တော်ကြိုက်ဆုံးနံပါတ်3မှာရှိတဲ့ player သည်ဂျက်ကူခီဗီယောကီဗီယောတီဂီဗီယယ်မကာဟီဒန်ရသွားတော့မှဆာလီမန်နဲ့တွဲပြီးစောက်ဝင်ရတဲ့အသင်းရဲ့အရန်ကစားသမား ပုံမှန်တိုင်းဆိုရင် GBL မကာဟင်းနဲ့ William Saliba ကိုကြော်ပြီးကစားဝင်ရမယ့် player မဟုတ်ဘူးအဲ့တော့ဒီစားမောက်ငါတို့အသုံးပြမယ်ဆိုပြီးတော့ဘယ်ဘက်ချမ်းမှာထည့်ပြီးသုံးမယ်ဆိုလဲ Louis Scaley ကိုကြော်နိုင်လောက်တဲ့ defensive shape အရန်ကောင်းတဲ့ player မဟုတ်ပြန်ဘူးဘယ်ဘက်ချမ်းမှာပေါ့လေညာဘက်ချမ်းမှာဆိုလဲ Van White တို့ထင်ပါလို့ရှိနေတဲ့အတွက်ဒီစားမောက်ကအရန်ကုန်ပဲအဲ့တော့ဒီကစားမောက်အတွက်အခွင့်အရေးတစ်ခုဖန်လာတယ်ပြောလို့ရတယ်အဲ့ဒါကတကောက်ကြောတန်ရရသွားခဲ့တဲ့ ေးပြီးမကာဟီမရှိတော့တဲ့နောက်မှာအသင်းရဲ့ဗဟိုခံစစ်အတွက်ဆာလီဘာနဲ့တွဲဆော့ပြီးတော့နာမည်တဖြည်းဖြည်းထွက်လာခဲ့တယ်ပုံမှန်တိုင်းဆိုကျွန်တော်တို့ခီဘီယောကိုရောက်ရောင်းမယ်ယူဝတန်း၃၀တဲ့ပုံမရောက်ဒါပေမဲ့ခီဘီယောအခုလိုမျိုးဆာလီဘာနဲ့တွဲပြီးတော့တကယ် high performance ပြတဲ့အခါမှာယူဝ၃၅တန်းဆိုလဲဝယ်မယ်ဆိုတဲ့နာပိုလီတို့ AC မီလန်တို့ကလပ်တင်တွေပေါ်လာခဲ့တယ်ဒါကစားသမားတူခြေစွမ်းပြပြီဆိုရင်ဈေးကွက်တန်းကြီးပါထိုးတက်လာခဲ့တာအဲ့တော့ခီဘီယောအခုခြေစွမ်းပြတာကတိုက်ဆိုင်တာမဟုတ် အရင်တော့ကသူခြေစွမ်းခြေစားရှိတယ်။လာပြီးကမ်းလှမ်းတဲ့တင်းနေရှိရဲ့။အောက်ကျင်းနဲ့ပြီးလို့အာဆင်တွေကမရောင်းတာ။လောလောဆယ်လေရောင်းစရာအကြောင်းမရှိတာ။သူ့ invest လုပ်ခဲ့တော့ကျွန်တော်တို့ UO 22တန်းလောက်ပဲတုံးခဲ့ရတာဟုတ်။အဲ့တော့ဒီကစားမောက်ကိုလောက်ခလာစားလဲနည်းနည်းလေးပဲပေးရဖြစ်တယ်မရောင်းတာဒီပွဲစဉ်မှာ keep your share keep your နေဒီပွဲစဉ်မှာရှင်းထုတ်မှု၁၀ချိန်အောင်လုပ်ခဲ့တယ်ကျွန်တော်ကစာလီပါစာလီပါနဲ့ဟိုက်နေဒါပေမဲ့ဒီလိုပွဲစဉ်မျိုးမှာ keep your ရဲ့ရှင်းထုတ်မှုရဲ့ပေးသက်တွေမျိုးလုံးမှာဝိုးကနေဝါးကနေပဲ ော်တော်လေးကိုကောင်းတာ ground ကျူတယ်ဝန်းမြေပြင်ဘောလုံးရှင်းထုတ်မှု80ရာခိုင်နှုန်းအေရီယာကျူရယ်အမြင်ဘောရှင်းထုတ်မှု90ရာခိုင်နှုန်းအောင်မြင်ထားတယ်ဘောလုံးပေးမှုမှု61ရာခိုင်နှုန်းအောင်မြင်ထား rating အဲ့ဒီ cancel line တစ်ခုလုံးမှာသူကအမြင်ဆုံးပဲ rating 7.90ရတယ်ဆာလီဘာထက်လည်းများတယ်ဘန်ဝိုက်ထက်ကော louis kelly ထက်ကော defensive shape ကြီးတစ်ခုလုံးမှာသူက rating အကောင်းဆုံးနဲ့ခြေစွမ်းအပြဆုံးပဲအဲ့တော့ဒီနေ့ပွဲစဉ်ကလင်းရှိရတာကဒီဘဲလေးကိုလည်းကျွန်တော်အတိအမှတ်ပြုရမယ် ကျွန်တော်တို့တကယ်ကြွေးတာခီဘီယောခီဘီယောခီဘီယောနဲ့အဲ့ပွဲစဉ်တောက်လျှောက်ကိုရေရွတ်မိနေခဲ့တာတကယ်ကိုကောင်းတာပါအဲ့ဆိုလာမက်နွေရာတီမှာဂေဗီယယ်မကာကြီးပြန်လာလို့ဆာလီဗန်နဲ့တွဲဆော့တဲ့အခါကျရင်သူ့ရဲ့အနာဂတ်ကိုစိုးရင်ပူပန်ရင်တော့အသင်းရဲ့ထွက်သွားနိုင်တယ်အိုက်ဒါဆက်စိန်ထားလိုက်မယ်ဆိုရင်တော့ quality မြင့် position မြင့်ကစားမတူကိုအရန်ကုန်မှာ squat တဲ့အနေနဲ့ထိန်းထားနိုင်မယ်ကျွန်တော်တော့ခီဘီယောကိုဆက်ပြီးထိန်းထားစေခြင်းတယ် ဆက်ပြီးထားလဲအကျိုးရုပ်ဆရာအကြောင်းမရှိဘူးဝယ်တော့ကလည်းဈေးသက်သက်သာနဲ့အတင်းမှာဆက်ထားမယ်ဆိုလဲငွေကြေးကလုခရစာကအရန်နေတဲ့အနေထားဒီလိုကစားမတူကလည်းအတင်းမှာ2028ခုနှစ်တည်တန်းရှိသေးရဆိုတော့စာချုပ်စာတမ်းကိစ္စနဲ့ပတ်သက်ရင်လာပြီးကန့်လန့်တဲ့တင်းနေရှိရင်တော့မှကစားသမားသာကြည့်ပြဆိုအာဆင်နယ်ကစင်ပေါ်ရပဲအဲ့တော့ခီဗီယောဒီအာဆင်နယ်တင်းအတွက်ဆိုရင်တော့ယာတီပိတ်ပွဲစဉ်ဒီမှာတကယ်ကိုမှလူးဝစ်ကယ်လီလိုအီတန်ဝန်နီတို့လိုဒီယာတီမှာအာဆင်နယ်အတွက်အားကိုးရတဲ့မထင်မထားတဲ့ပလေယာတူဦးဖြစ် ထပ်မံထွက်ပေါ်လာခဲ့ရောလေကဲကြော်ကြိုက်ဆုံးနံပါတ်1ညမှာရှိတဲ့ player Declan Rice Rice ကတော့ခြေစွမ်းပွဲတိုင်းပြတယ်ဒါပေမဲ့အခုနောက်ပိုင်းမှာ Arsenal တင်းတဲ့ဂိုးလိုပြီးအဆုံးဖြတ်ဂိုးတွေဖြစ်လာပြီးအသင်းကိုထမ်းတင်ပေးရတော့မယ့်အချိန်ဆိုရင် Rice ကပေါ်လာတတ်တယ်ကျန်တဲ့ပိုင်းဒီမှာသူနောက်ကွေပံမိုးတာရှိကောင်းရှိမယ်။ဒါပေမဲ့အခုနောက်ပိုင်းအသင်းအတွက်ဂိုးလိုအပီဆို right side ကနေကျွန်တော်ပို့ပြီးမျှော်လင့်လို့ရတယ်။55မိနစ်မှာသူသွင်းသွားခဲ့တဲ့ဂိုးဒီတကိုးတယ်။ဒါပေမဲ့အဲ့ဒီပွဲစပွဲအဆုံး တောက်လျှောက်ဒီဘဲရဲ့စ조사အထုံးမှုကတော့တကယ်လက်ဖျားခါတယ်နောက်မှဆိုလဲသူပဲစင့်ဖြတ်တာအရှိမှဆိုလို့ရှိရင်လေသူပဲဘောလုံးတောက်လျှောက်လက်ခံတယ်စပိတ်တွေရွှေရှားတယ်အေးကြီးကထိတ်ကနေကန်တယ်တကယ်ကိုကောင်းတာဗျာ rice ကအဲ့တော့ဒီပွဲမှာတကယ် rice ကပေးပို့မှု84ရာခိုင်နှုန်းလိန်ခေါက်ဖြတ်ကျော်မှု100ရာခိုင်နှုန်းနဲ့ဘောလုံးရှင်းထုံးမှု300ရာခိုင်နှုန်းအော်3ချိန်ဘောလုံးပြန်ဆင်မှု9ချိန်အထိရှိတာတယ် ပြီးတော့အဲ့သွင်းသွားတဲ့ဂိုးမှာဆိုလို့ရှိရင်အမေကဘောလုံးပြန်ဆဲလိုက်တာကဘူကာအိုဆာကာဆာကာဆဲပြီးချင်းရှေ့ကိုအိုဘာလုံးလိုက်သွားခဲ့တဲ့မာတီအိုရီကလမ်းကြောင်းနဲ့ခြားတယ်။အိုရီကရဲ့ဘေးမှာခန်းစစ်ကစားမ3လောက်ထိရှိနေတဲ့အခါမှာကာဆဲကစားမတွေဝိုင်းပြီးဖျက်မဲ့နေထားနေပြီးတော့အီရီယာထိမှရှိတဲ့ rice ကိုပေးလိုက်တယ်။အမေက rice ကအဲ့ညမှာရက်နေတာမဟုတ်ဘူး။နောက်ကနေပြေးတက်လာပြီးတော့အဲ့ဘောလုံးတိုင်ပင်ကိုက်ကန်တာ။တစ်ဖက်ကနစ်ဖို့ဘာမှမလုပ်နိုင်ဘူး။ကောင်းလိုက်တဲ့ကန်ချက်ပြလုံးဝထိချက်နဲ့ကန်ချက်နဲ့တသားတည်းပဲ။ rice ကြီးကနေပြီးတော့အဲ့လို area ထိကနေကန်တဲ့အလုံးမျိုးတွေကပါတီစီယာမျောလင်းလို့ရတယ် rice ကြီးကမျောလင်းလို့ရတယ်တစ်ခါကျရင် color fury ကြီးကမျောလင်းလို့ရတယ် mane odigat တို့ဘူကောစာကားတို့ကတစ်ခါလီမှကန်ဖြစ်တာဆိုတော့လေအဲ့တော့ဒီကစားသမားတွေစီကတော့ကျွန်တော်တို့ပိုပြီးမျောလင်းမိတယ်တကယ်လဲအသင်းကစူပလာတစ်ခုကိုလိုချင်တယ်ရမှတ်၃မှတ်ပုံမှန်စူဆောင်းနေတယ်ဆိုရင်တော့ဒီကစားဟန်ကလည်းအသင်းအတွက်လိုအပ်တယ်ကျွန်တော်တို့ဒူကောဆိုင်ဆမ်ပလေးစီအေးရထိတ်ကရတဲ့လုံးနေကန်စီချင်တယ် ဒီကလရိတ်ကမကြခဏအဲ့ area ထိတ်ကနေအသင်းအတွက်ရမတ်ကြီးစုဆောင်ပေးလေရှိတယ်အသင်းအတွက်ဘလောက်ပဲ clean sheet ရပါတယ်ပြောပြောအဲ့ဒီကိုးရမှလည်းကျွန်တော်တို့သုံးမပြပြဝါရမှာအခုဆိုအဲ့ဒီ rice scan လိုက်တဲ့ကိုးကြောင့်အာဆင်နေသည်ဒီရသည်မှာအဆင့်နှစ်ကျင်းစီသွားပြီးအဆင့်နှစ်ကိုတချို့တွေကနားခါကောင်းခါလိုက်ဒါပေမဲ့အဆင့်နှစ်ဆိုတာက premier league မှာစုကြီးအများကြီးရတယ်အဆင့်၃အဆင့်၄အဆင့်၅အသင်းတွေထပ်စားရင်စုကြီးပိုရတဲ့နေရာ ချန်နယ်တွေမတ်မတ်တော့မသိဘူးကျွန်တော်ကတော့ချန်ပီယံမဖြစ်နိုင်ဘူးဆိုတော့မှအဆင့်နှစ်ကိုကျွန်တော်ကမမောတယ်စုကြီးအရာရောဂုံတိတ်ခါအရာရောဗောလေကဲကြောကြိုက်ဆုံးနံပါတ်1နေမှာရှိတဲ့ player David Raya โอ้ပထမပထမပိုင်းမိနစ်စတုန်းကဒီဘဲတော့တလွဲလောက်ပြီဆိုကျွန်တော်တို့မြစ်တာပို့နေခဲ့တာသူဘောလုံးလက်ခံပြီးတော့ချက်ချင်းပေးလိုက်တယ်ကွင်းလေဟုတ်ချက်ချင်းကာဆင်ကမှရပြီးတော့ကိုပြတ်ပေးရတော့မလို့ဒါပေမဲ့အဲ့ဒီပြီးနောက်ပိုင်းမှာ ဒါပေစိတ်တွေကိုအနိကတဖက်ခက်စကစားမှာခေါင်းတိုက်ချက်တွေရောစိတ်သွားခဲ့တာဟာတကယ်တကယ်ရိုင်ယာဝရတကယ်လက်ဖျားခါတယ်ကောင်းတဲ့ပွဲဆိုအတကုံကောင်းတယ်လို့ပြောလို့လည်းမရပြန်ဘူးကောင်းတာများပါတချို့ပိုင်းလေးတွေမှာတော့ရိုင်ယာအနေနဲ့လူကွယ်နေတဲ့ပိုင်းလေးတွေမှာ PSG နဲ့အတင်ပွဲစဉ်တွေတော်များကိုကြီးလိုက်မယ်ဆိုရင်တော့ကျွန်တော်ပေးလိုက်တဲ့၃ခုမှာ၂ခုလောက်ကတော့လူကွယ်နေတာနေကန်ကန်လိုက်ရတာဒီသူလည်းမတက်နိုင်ဘူးလေဒါပေမဲ့ရိုင်ယာကတော့အနာခံပြီးဒီပွဲစဉ်မှာတော့ clean sheet ထပ်ပြီးယူနိုင်ခဲ့တယ် ဘာကြောင့်သူ့ကိုအချက်ဆုံးနံပါတ်1နေမှာယူလဲဆိုတော့ဒီပွဲစဉ်မှာဒီကလန်ရိုက်မကားလို့ဘူကာအိုဆာကာပဲဘဏ္ဍကိုတွင်းတွင်းနျူကာဆယ်အသင်းရဲ့ chance တွေဒါဂိုးတွေဖြစ်သွားခဲ့ရင်မလွယ်ဘူးအဲ့တော့ဒီ3မှတ်ဒီ rest ကဂိုးသွင်းလို့ရတယ်ဆိုပေမဲ့ကလစ်ရှိရအောင်ဆွတ်ဆောင်နိုင်ခဲ့တဲ့ခံစားကစားမတွေပြီးတော့တကယ့်ကိုလက်ဆွမ်းပြခဲ့တဲ့ရာယာတို့ကြောင့်သာကျွန်တော်တို့9-3မှတ်ပြပြဝါရပြီးတော့အဆင့်3 4 5 6ကအသင်းတွေကအဆင့်2ကအာဆင်နယ်ကိုပရီးမီယာလိဂ်ပွဲစဉ်38မှာနိုင်ခဲ့ရင်တော့မှ ကြော်နိုင်တဲ့အကြောင်းမရှိတော့ဆိုတဲ့အတိုင်းပေါ့လေအဲ့တော့ဒီနေ့ပွဲစဉ်ကတော့ကျွန်တော်ရဲ့အကြိုက်ဆုံးနံပါတ်1ညမှာ David Raya ယူချက်ပါတယ်တကယ်ဂိုးသွားနိုင်လောက်တဲ့ chance တွေ၅ချိန်အထိပုတ်ထုတ်ထားတယ်ရှယ်ပဲ Raya ကတော့ Raya ပဲ ဟိုမနစ်ကမှတ်မိသေးလားမသိဘူးအော် rest day လက်ခုပ်တွေထတီးရလေစပါးသင်းနဲ့ပွဲစင်မှာတွေ့ရအဝေးကနေလန့်တိုက်ပြပြပြန်ပုတ်သွားတဲ့အနေထားအနိကက်ကန်ချက်ကိုအဲ့လိုမျိုးပဲကျွန်တော်တို့လည်းဒီရာဒီမှာ david ryan နဲ့ပတ်သက်မကြခါလက်ခုပ်တီးပြဖြစ်တယ်တချို့ပိုင်းတွေမှာသူရဲ့ vet အမားလေးတော့ရှိရပါလေဒါကလည်းကစားသမားတွေကိုအပြစ်တော့တော့ပြောလို့မရဘူးဗျာအိုက်ဒါမင်းတို့ခန်းစစ်မှာဘလို့ပြန်ပြကစားသမားတွေကိုမြှားပြီးဆော့မယ်ဘောလုံးဘလောက်ကင်ထားရမယ်ပြီးတော့ queen နဲ့မှာမထင်ထားလောက်တဲ့ပါတီကိုလူကြားထဲမှာရှိတဲ့ player မျိုးတွေဒီဘောလုံးထိုးပေးရမယ်အဲ့လို risk ယူတဲ့ကစားဟန်ကို အိုက်တာတင်သွင်းထားလို့ပလီယာကြီးလိုက်ဆော့တယ်လို့ပဲကျွန်တော်ကနားလည်ထားတယ်။အဲ့တော့ဘယ်သူမှတော့အမှားမလုပ်ချင်ကြဘူးဗျာ။ပြီးတော့ဒီလိုမျိုးကောင်းတဲ့အချိန်မှာလည်းကျွန်တော်လက်ခုပ်တီးပေးတဲ့ချီကျူးတဲ့ကျွန်တော်အကြောင်းအားလုံးသိကြမှာပါ။မကောင်းလို့တော့ကျွန်တော်ကနာမည်တက်ပြီးပြောတယ်။ကောင်းပြီဆိုရင်လည်းအချက်ဆုံးကစားမ3ဦး4ဦး5ဦးထဲမှာအမြင်နဲ့ရွေးချယ်ပြပါရတယ်။အဲ့တော့အာဆင်နယ်အသင်းအနေနဲ့ပရီးမီယာလိပွဲစဉ်38ဆောက်တာတန်အသင်းရဲ့မြေမှာသွားပြီးဂိုင်းရမယ်။အဲ့ဒီပွဲစဉ်မှာဘလူရလက်ဖြစ်လာဖြစ်လာ AC ပဲတခုတော့ရှိတယ် ကိုဘပီရဖို့လိုတယ်ဈီးဈီးဖြစ်ပြီးပြန်လာနေနေတော့ရာယာအတွက်ရွှေလက်အိတ်စုကတော့စောင့်ကြည့်နေပြီလို့ထင်ပါတယ်ကဲအဆုံးထိကြည့်ပြတယ်လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဒီ season လေးကိုဒီကောက်ကကြီးပေါင်းပြီးတဲ့ရှုပ်ပေါ်လုံး online အကြောင်းလဲကျေးဇူးတင်ပါတယ်အမှဆုံးမယ်ဆိုတော့ Viber ဖုန်းနံပါတ်39ကို6939သလုံး2ခုကိုဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရောက်နေပါတယ် iPad ကိုကို Sport နဲ့9သလုံးမိတို့ကိုလည်းကစားလို့ရနေပါခင်ဗျာ